ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Rainier Derrida တယောက် USC မှာ Champion ဖြစ်တော့မှာလားဆိုတဲ့အကြောင်းအရာကိုသုံးသပ်တင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာပရိသတ်တွေရဲ့အချစ်တော်ကြီး Netherlands Lorshi Rainier Derrida ကတော့ကမ္ဘာကျော် Promotion ကြီးဖြစ်တဲ့ UFC မှာ Lankey ဖြောင်းယူနေပါတယ် UFC ကိုရောက်တာတစ်နှစ်မပြည့်ခင်မှာပဲ၄ပွဲအထိကိုပွဲရထားပြီးပါပြီ။ဒါဟာတကယ်ကိုကောင်းတဲ့အလားအလာတစ်ခုပါပဲ။ ရိုင်းနီယာဒေဗစ်ဒါဟာပထမဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာချုပ်ပွက်နဲ့အနိုင်ရခဲ့တာဖြစ်ပြီးဒုတိယပွဲမှာကေဗင်ဟော်လန်နဲ့ထိုးသတ်ခဲ့တဲ့ပွဲမှာလေပထမအချိန်မှာပဲချုပ်ကွက်နဲ့နိုင်ပွဲရယူခဲ့ပါလိမ့်ရိုင်းနီယာဒေဗစ်ဒါရဲ့တတိယမြောက်ပွဲစဉ်ကတော့တကယ်ကိုစွမ်းဆောင်ရင်ကောင်းတဲ့ပွဲစဉ်လို့ပြောရမှာပါအမေရိကန်ရှုံးမွေးမရှိဖိုင်တာဘိုနစ်ကေကိုပထမဒုတိယအချိန်မှာပဲ TKO နဲ့အနိုင်ယူပြလိုက်ပါလိမ့်အဲ့ဒီပွဲစဉ်ပြီးမှာရိုင်းနီယာဒေဗစ်ဒါတော်တော်ကြီးကိုနမိတ်ကြီးသွားခဲ့တာပါရိုင်းနီယာဒေဗစ်ဒါကို UFC ပြည်သက်တော်တော်များများကလည်းသဘောကျသွားကြပါလိမ့် ဝမ်ချမ်ပီယံရှစ်ရဲ့နောက်ထပ်ဝမ်ချမ်ပီယံဟောင်းကြီးကို short drop ဖို့မသိဘူးဆိုပြီးတော့မှတ်ချက်ပေးထားကြတာပါ။ဒါကတကယ်ကိုကောင်းတဲ့အလားအလာတစ်ခုပါပဲ။ Rainier Twitter ကဘိုနီကေနဲ့ထိုးတက်တဲ့ပွဲမှာဘိုနီကေကိုဒုတိယအချိန်မှာ TK ကိုလှုပ်ပြလိုက်တာကတကယ်ကိုအံ့အားသင့်စရာကောင်းပါလိမ့်။ပြိသက်တွေအားလုံးလည်းဘယ်သူမှထင်ထားကြမှာမဟုတ်ပါဘူး။ဒါကို Rainier Twitter ကဖြစ်အောင်လှုပ်ပြသွားပြီး American နိုင်ငံကနေပြီးတော့မှ Middleweight Champion အသစ်ဖြစ်လာလိမ့်မယ်လို့ထင်ကြေးပေးခံထားတဲ့ American Fighter Bonique ကိုဒုတိယအချိန်မှာ TKO နဲ့ဘဲကိုခွဲပြားလိုက်တာပါ။ Ryan Yan Delta အတွက်အကောင်းဆုံးဆွမ်းဆောင်ရည်တစ်ခုကိုခြားပြားလိုက်တယ်လို့တော့ဆိုရမှာပါ။အဲဒါကြောင့်မလို့ UFC ကအဲ့ဒီပွဲစဉ်ပြီးမှ Ryan Yan Delta ကို Performance of the Night Bonus ဒေါ်လာ5000နဲ့ပေးအချိန်မြင့်ခဲ့ပါတယ်။ဒါ့အပြင် Ryan Yan Delta ကမေလမှာပွဲထိုးထားသည့်တိုင်ဇူလိုင်လမှာကျင်းပမယ့် UFC Fight Night ပွဲစဉ်မှာ Champion ဟောင်း Robert Whittaker နဲ့ပွဲတည်ပေးလိုက်ပါတယ်။ Netherlands Lawyer လက်ရှိမှာ Middleweight အဆင့်သတ်မှတ်ချက်နံပါတ်73နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ အခုလက်ရှိ Rainier Director နဲ့ထိုးတက်ရမယ် Robert Whittaker Middleweight Ranking နံပါတ်5နေရာမှာရပ်တည်နေတာပါတေးသားတာတစ်ခုကိုပြောရရင် Rainier Director အနေနဲ့ Robert Whittaker ကိုအနိုင်ပြလိုက်ရင် Rainier Director ဟာ Top 5စီးရင်ဝင် Fighter ဖြစ်သွားမှာပါအဲ့ဒီပွဲပြီးတာနဲ့ Ryanian Derrida နေနဲ့ Champion လူပွဲမျိုးထိုးသက်ခွင့်ရာကောင်းရာသွားနိုင်ပါလေမရဘူးလို့လည်းတက်အပ်ပြောလို့မရပါဘူးရာသွားမယ်လို့လည်းမဆိုနိုင်သေးပါဘူး ။ဘာကြောင့်လဲဆိုတော့ Ranger Terrator နဲ့ Robert Whittaker ကသာအနိုင်ရသွားရင် Middleweight Ranking နံပါတ်3နံပါတ်2အဲဒီက Fighter တွေနဲ့လည်းထိုးသက်ကောင်းထိုးသက်ရနိုင်ပါသေးတယ်။ဖြစ်နိုင်ကြီးကအ ਨੇ ဆုံးနောက်ထပ်တပွဲပဲထိုးသွင်းရမှာပါအဲ့ဒီပွဲမှာသာ Rainier Derrida နိုင်သွားရင် Rainier Derrida အတွက် Middleweight Champion လူပွဲကြီးကကျင်းသိဖြစ်လာတော့မှာပါအကယ်၍ Rainier Derrida အနေနဲ့ Robert Whittaker ကိုအနိုင်ရသွားလို့ထိုးသွင်းရနိုင်ကြီးရှိတာက Middleweight ကချန်ပီယံဟောင်းကြီးနှစ်ပါးဖြစ်တဲ့ အစ္စရေးအတဲ့စမ်းညာနဲ့ရှောင်းစထရိတ်လမ်းဖြစ်ပါတယ်။ရိုင်းနီယာဒေဗစ်တာအနေနဲ့အဲ့ဒီဖိုက်တာနှစ်ယောက်တည်းကတယောက်ယောက်ကိုသာအနိုင်ပြလိုက်နိုင်နောက်ထပ်ရိုင်းနီယာဒေဗစ်တာရဲ့ခြေလှမ်းက UFC Middleweight တန်းချန်ပီယံခပ်ပါပဲ။လက်ရှိထိမှာ UFC အနေနဲ့ Middleweight တန်းချန်ပီယံလိုပဲဖြစ်လက်ရှိချန်ပီယံ Joker Duplessis နဲ့ Khamzat Chimaev တို့ကိုပွဲတည့်ပေးထားပြီးဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာအနိုင်ရသွားတဲ့ဖိုက်တာနဲ့ရိုင်းနီယာဒေဗစ်တာနဲ့ကတခွေးခွေးမှတွေ့ရတော့မှာပါ။ဒါလည်းတည်ကြတဲ့အချက်တစ်ခုဖြစ်ပါတယ်။ Ryanair Delta ရဲ့ဆွမ်းဆောင်ရည်ကညံ့လွန်တဲ့ fighter မဟုတ်ပါဘူး။အဲဒါကြောင့်မလို့သူ့အနေနဲ့ Robert Whittaker ကိုအနိုင်ရနိုင်နေရှိတယ်လို့ပဲကျွန်တော်ကသုံးသပ်ထားချင်ပါတယ်။ MMA ဖြစ်တဲ့အတွက်ကြောင့်မလို့တက်အကြီးပြောလို့မရပါဘူး။ဒီပွဲက Ryanair Delta တဲ့အခွင့်အာဏာပွဲလို့ဆိုရမှာပါ။ Robert Whittaker တချင်ကအကောင်းဆုံးလုပ်ပြခဲ့ပြီပါဘီ။အခုချိန်မှာ Robert Whittaker အနေနဲ့အကြပိုင်းကိုရောက်ရှိလာပြီလို့တော့ဆိုရမှာပါ။သူကနောက်ဆုံးပွဲမှာဆိုရင် Ryanair Director လိုမျိုးပဲ grappling ကောင်းတဲ့ Khamzat Shimaev နဲ့ထိုးတက်ခဲ့ရတာဖြစ်ပြီး Khamzat ရဲ့ rear naked ကြောင့် သူ့ရဲ့သွားရီတောင်ဂျွန်မီဝင်သွားခဲ့တယ်လို့တောင်ဖွင့်ဟထားတာပါအခုချိန်မှာလဲ Robert Whitaker ကနေနဲ့ ground မှာဖြစ်တဲ့ Ryanair Devotar နဲ့ထွက်ထွေပြန်ပါပြီဘလို့အခင်းချင်းတွေလောက်ပြအောင်မလဲဆိုတော့ရင်သက်ရှူမောပွဲရပါပဲ Netherlands Law ရှင်နေနဲ့သူ့အနေနဲ့ UFC Champion ဖြစ်ဖို့အတွက်ဒီပွဲတွေကိုအနိုင်ကျော်ဖျက်ရမှာဖြစ်ပါတယ်ပရိသတ်တော်တော်များများကတော့ဒီပွဲစဉ်က Ryanair Delta ရဲ့နိုင်ပွဲပဲလို့သတ်မှတ်နေကြပါလိမ့်။ Ryanair Delta ဟာဒီပွဲအတွက် UFC မှာပထမဆုံး main event နေရာကနေရင်ဆိုင်ထိုးတက်ရမှာဖြစ်ပါတယ်။ ရန်နီယာဒူရဒါဇူလိုင်လ28ရက်နေ့မှာကျင်းပမယ်အဘူဒါဘီမှာကျင်းပမယ် UFC Fight Night ရဲ့အဓိကခေါင်းပွဲနေရာကနေရင်ဆိုင်ထိုးသက်သွားမှာဖြစ်ပါတယ်။ရန်နီယာဒူရဒါတို့တကယ်ကိုကောင်းတဲ့အခွင့်အလမ်းတွေရရှိသွားတာပါ။ One Championship မှာပဲဆက်နေဦးမယ်ဆိုရင်ဘယ်ပွဲမှလည်းရမှာမဟုတ်ပါဘူး။ဘယ်သူနဲ့မှလည်းထိုးသက်ရနိုင်ခြင်းမရှိပါဘူး။ UFC ကိုသွားလိုက်တဲ့သူတို့တကယ်ကိုကောင်းသွားတာပါ။တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားကို Rainier Director ကတတ်တည်ပြသွားတာပါ။ Rainier Director အတွက်တကယ်ကိုကောင်းမွန်လို့ ਨੇ ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်။ ။ Ryanair ဒေဗီဒာအနေနဲ့လက်ရှိချိန်မှာ Robert Wood တွေကနေထိုးသက်ရမယ့်ဘောတဲ့သူ့ရဲ့ပြင်ဆင်မှုတွေကို online ဆိုင်ရှိတဲ့ Kickly FC ဂျင်မှာလေ့ကျင့်နေတာဖြစ်ပါလိမ့်။အရင်ပွဲတွေတုန်းကလည်း Kickly FC ဂျင်မှာပဲလေ့ကျင့်ခဲ့တာပါ။ online ဆိုင်နဲ့တောင်တူတူလေ့ကျင့်ခဲ့ပါသေးတယ်။ဒီဒီချိန်မှာလည်း Ryanair ဒေဗီဒာက online ဆိုင်ရှိတဲ့ Kickly FC ဂျင်မှာပဲလေ့ကျင့်သွားဖို့မှာဖြစ်ပါလိမ့်။ ဒီဒီချိန်မှာဆိုသူ့အနေနဲ့ Robert Wittig ကနဲ့ရင်ဆိုင်ထိုးသွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Robert Wittig ကအချောင်းကိုကောင်းကောင်းကြီးသိတယ်။ Online ဆင်းရဲဆရာဖြစ်တဲ့ Henry Hoof ကိုယ်တိုင်ကသူ့ရဲ့ corner ဘေးကနေလိုက်ပါဝန်းရံပေးသွားမယ်လို့တော့ဆိုထားတာပါ။တကယ်ဖြစ်လာမလားဆိုတော့စောင့်ကြည့်ကြရအောင်ပါပါ။ Rainier Twitter အတွက် Middleweight Champion ခပ်အိမ်ဘက်ကလက်ကန်အလိုကိုတော့ရောက်နေပြီလို့ဆိုရမှာပါ။ Netherlands Lossy နင်းတဲ့အဲ့ဒီ Champion ခပ်ကြီးကိုတင်ပိုက်ပြနိုင်မလားစောင့်ကြည့်ရမှာပါ။ နယ်သာလန်လောရှိတဲ့အခက်ခဲတစ်ခုဖြစ်နိုင်တာကခမ်းဆက်ရှီမာယက်ဖြစ်ပါတယ်။ခမ်းဆက်ရှီမာယက်ကိုရိုင်းနီယာဒေဗီဒါလွယ်လွယ်နဲ့မနိုင်နိုင်ပါဘူး။ဂျန်နဲ့ဖိုင်တာတွေကတော့သူ့ရဲ့ကောင်းမွန်တဲ့ ground game နဲ့အနိုင်ယူကောင်းယူနိုင်ပါသေးတယ်။ဒါပေမဲ့ခမ်းဆက်ကသူ့တဲ့ ground game မိုင်းမှာရော strength and condition တွေမှာကိုအများကြီးတာလွန်နေတာပါ။အဲဒါကြောင့်မလို့ရိုင်းနီယာဒေဗီဒါနဲ့ဘလို့ဖြည့်ရှင်းသွားမလဲ UFC Champion ကဘက်ကြီးကိုတချိန်ပတ်ပြသွားအောင်မလားဆိုတာစောင့်ကြည့်ရပါပါ။ဘလို့ခင်းင်းနေဖြစ်လာမလဲဆက်လက်စောင့်ကြည့်လိုက်ကြရအောင်ပါပရိသတ်များခင်ဗျာ။ ပိတ်သက်တွေအနေနဲ့ရော Ryanair Dubita အနေနဲ့ UFC မှာ champion ဖြစ်မယ်လို့ထင်မြင်ယူဆမိပါသလားထင်မြင်ချက်တွေကိုဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အာဂဇန်လောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာရပြောရှင်မယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ